အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှာတော့မျက်စိယောဂဝိညာဉ်တွေကိုကုသလို့ရတဲ့ခါရဆင်းလေးမျိုးမျိုးမျိုးပြင်မှာဖြစ်ပါတယ်ဗျာကိုကိုတိုင်ဖြစ်ကိုကိုတိုင်ကုလို့ရသလိုသူတစ်ပါးတွေလည်းပြင်လည်းကုပြီးလို့ရပါတယ်ဗျာအဲ့တော့ကျွန်တော်တို့မျက်စိယောဂတွေကုလို့ရတဲ့ခါရဆင်းလေးကိုကုဖို့အတွက်ကျွန်တော်တို့ကဒီပေါ့နော်လွတ်တဲ့ခါရနှဖို့ရှိပါတယ်ပရမတ်ခါရကိုကျွန်တော်တို့ပရမတ်ခါရကတော့ကျွန်တော်တို့ရွှေမြတ်ဘုရားကြီးရဲ့ခါရကိုကျွန်တော်တို့ကဒီ ဖះဖះဆေစုပုံเนาะဖះဆေစုကိုသွားမှာဖြစ်ပါတယ်ဖះဆေစုပြည့်အောင်သွားမယ်ဖះဆေစုပြည့်အောင်သွားပြီးတော့ဒီကာတာကိုဆေကောက်ယွတ်အောင်ဖះဆေစုဆေစုมาတယ်ဖះတဆူကိုကျွန်တော်တို့တွေမျက်နှာတော်တွေပုံเนาะမျက်နှာတော်တွေကိုအဝတ်ဖြူတန်တန်လေးနဲ့ကျွန်တော်တို့တွေတန့်ရှင်းနဲ့လှုပ်ပေးပြီးတော့မျက်လုံးတော်နားလေးပုံเนาะမျက်လုံးတော်နားလေးကိုတန့်ရှင်းနဲ့လှုပ်ပြီးတော့ဒီကာတာကိုကျွန်တော်တို့ဆေကောက်ယွတ်ခဲ့ရမှာဖြစ်ပါတယ် တခိနကိစ္စသူရိယောဝါမအခိစ္စစန္တိမဗုဒ္ဓဆက္ကုဏီဓာတုယောဟံဝရမိတ္တပရာဣတိနပုညကံမေနာသကုရောကဝိနတံတုတခိနကိစ္စသူရိယောဝါမအခိစ္စစန္တိမဗုဒ္ဓဆက္ကုဏီဓာတုယောဟံဝရမိတ္တပရာဣတိနပုညကံမေနာသကုရောကဝိနတံတုတခိနကိစ္စသူရိယောဝါမအခိစ္စစန္တိမဗုဒ္ဓဆက္ကုဏီဓာတုယောဟံဝရမိတ္တပရာ ဝိရိဏပုညကမေနသက္ကုရောကဝဏတန်တုဆိုပြီးကျွန်တော်တို့တွေကာရာကို10កောက်ရွတ်ခဲ့မှာဖြစ်ပါတယ်အဲ့တော့ဖះတဆူဖះဆယ်စုသွားမှာပေါ့နော်ဖះဖះစင်းနုတော်ဖះစင်းနုတော်ဆယ်စုပြည့်အောင်လို့ပေါ့နော်အဲ့တော့ဖះတဆူကို မျက်နှာတော်တွေမျက်လုံးတော်တွေကိုတေချာလေးတန့်ရှင်းနေလှုပ်ပေးပြီးတော့တော့ရေတော့တက်ပေးပြီးတော့ကျွန်တော်တို့ဒီကာရာကို10កောက်ရွတ်ခဲ့မယ်နောက်ထပ်ဖះတဆူသွားမယ်10កောက်ရွတ်မယ်နောက်ထပ်ဖះတဆူသွားမယ်10កောက်ရွတ်မယ်โอเคအားလုံး10ပါးလည်းပြည့်သွားပြီး ဖျားစင်းတော့ဆယ်ဆယ်စင်းတော့ပြည့်ပြီးဆယ်ကောက်စီလည်းပြည့်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေရပါပြီအဲ့တော့ဂရိုင်းနတ်ဒိဗယ်ကျင်းလေးရောလက်ရပဲမျက်စိတော်နိုင်နေမင်းဒီလက်ဝဲပဲမျက်စိတော်နိုင် လာမင်းဒီဘုရမဆောဖျားရှင်ကိုရမကြီးရဲ့မျက်လုံးတော်မျက်စိတော်ဓာတ်တော်ရောင်ကြီးတော်တို့ကိုတပည့်တော်သည်နေုံညပါခါခတ်တဲ့ယူသည်မြင်သွန်းစွာရှိခိုးပါ၏ဗျာဤသို့ရှိခိုးရတော့ကောင်းငန်း စေတနာများကြောင့်မျက်စိ၌တွယ်ကပ်နေသောယောဂဝိညာဉ်တို့သည်ကင်းစင်လွန့်ပြောက်ပါစေသတည်းဆိုတဲ့ခန္ဓာနဲ့နေပဲခြင်းလေးပဲဖြစ်ပါတယ်ဗျခန္ဓာနဲ့နေပဲကြည့်လဲရင်းကိုပြည့်စုံနေနော်ဘယ်ရောညာမျက်လုံးကနေမီးလာမင်းတို့အယောင်တွေထွက်နေမှာအယောင်တွေတောက်နေမှာယောဂဗိပယာတွေကင်းဝင်းနေမှာဆိုတဲ့ကျွန်တော်တွေအထိပ္ပလီလည်းရောက်တယ်အဲ့တော့ဒီဟာလေးကိုယူပြီးပြီးဆိုတာနဲ့အားလုံးပြီးပြီးโอเคပြီးပြီးဆိုလို့ရှိရင်ねကျွန်တော်တို့က သူတဘာတွေကိုပေါ့နော်သူတဘာတွေကိုပြန်ကုပြီးတော့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ခုနကကျွန်တော်တို့ဒီမျက်နှာတော်တွေကိုမျက်လုံးတော်တွေကိုတန့်ရှင်လုပ်ပေးခဲ့တာလေးကိုအာယုံပြုပြီးတော့ဒီကာရာကိုကျွန်တော်တို့10កောက်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 စီပေါ့နော်အဲ့တော့10ကျွန်တော်တို့10កောက်10កောက်စီရွတ်ရွတ်ပေးရမှာဖြစ်ပါတယ်ပပထမ10កောက်ရွတ်ပေးမယ်နောက်ရက်မှာလည်း10កောက်យកវិញမယ်10ရက်ပေါ့เนาะ10တရက်ကို10កောက်နဲ့တရက်ကို10កောက်10ရက်အဲ့ဒါလေးကိုသူ့သူ့မျက်စိနာကိုကတ်ပြီးတော့ သူသူ့မျက်စိနောက်ကပ်ပြီးတော့တေချာလေးကိုကင်ပြီးတော့ဒီသူ့သူ့မျက်စိလေးကိုကြည့်ပြီးတော့ယူပြန်มาဖြစ်ပါတယ်။ယောဂဝေဒနာလေးကိစ္စင်ပပြောတဲ့ကိုကိုတန်ယူရင်ပို့လို့ဆွမ်းတယ်။သူတို့ဘောက်ယူပေးလဲရတယ်။โอเคအားလုံးပြီးပြီဆိုတာနဲ့နောက်ထပ်ကာတာတစ်ပုတ်ကတော့ရေမန်းကာတာလေးပဲဖြစ်ပါတယ်။အဲ့ဒါလေးကတော့ရေကိုတစ်ခွက်ကိုကင်မယ်။ရေကိုတစ်ခွက်ကလည်းကျွန်တော်တို့ဘလိုရေဘလိုရေသုံးမလဲဆိုတော့ကျွန်တော်တို့ပေးရေတို့ ဖရာတောက်တော်ရည်တို့အဲ့လိုရည်တွေတုံးလို့ရတယ်ပြည့်ရည်တွေဖရာတောက်ဖရာတောက်တော်ရည်လေးကိုစွန့်လိုက်မယ်စွန့်လိုက်ပြီးတော့ကျွန်တော်တို့တွေအဲ့ဒါလေးကိုတုံးမယ်ရေခွက်ရေခွက်ရေခွက်ခက်တဲ့ကိုရောပြီးထည့်လိုက်မယ်ထည့်ပြီးတော့သကုတီတံမရဏံတောဟအုံ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 သကုတီတံမရဏံတောဟဆိုပြီး38ခေါက်ရွတ်မယ်38ခေါက်ရွတ်ပြီးတော့ ဲ့ဒီရေတဝက်ကိုမျက်နှာတွေတစ်ချလိုက်မယ်ကျန်တဲ့တဝက်ကိုတောက်ပလိုက်မယ်ဒါဆိုလို့ရှိရင်မျက်စိနဲ့ပတ်သက်တဲ့ယောဂဝင်နာတွေကချက်ချင်းပဲပေါ့နော်ကြည်လင်တောက်ပါသွားစေတဲ့မျက်စိဆုံတာမျက်စိနာတာတိမ်ဖြစ်တာမျက်စိနဲ့ပတ်သက်တဲ့ယောဂဝင်နာတွေဝေဝါးတာအဝေးမုံအနီးမုံတွေစသဖြင့်ကျွန်တော်တို့မျက်စိမကြည်လင်တာတွေမျက်စိနဲ့မျက်စိနဲ့ပတ်သက်တဲ့ယောဂဝင်နာတွေအားလုံးကိစ္စကိုလွင့်ပင်ပပျောက်စေတဲ့မျက်စိရင်မှန်ခန္ဓာလေးပဲဖြစ်ပါတယ်ဒီခန္ဓာနှစ်ပုဒ်ကိုအသုံးပြုပြီးတော့မျက်စိများလဲကိုယ်နဲ့ကိုယ်ကြကိုယ့်အကူပဲပြန်ပြီးကုလို့ရတယ်မျက်စိပေါင်းတဲ့ငငချင်းများကိုလည်း ပြန်ပြီးကုပြီးလို့ရတယ်ဒီတိုင်းလေးပဲလုံယုံပါပဲဗျအရင်လွယ်ပါတယ်နောက်ဆုံးကာတာကိုကျွန်တော်လေးကိုကိုတိုင်ရွတ်မယ်ဒါမှမဟုတ်သူ့ရွတ်ခိုင်းလဲရတယ်သူ့ရွတ်ခိုင်းကိုကိုတိုင်ရွတ်မယ်လဲရတယ်ကိုတိုင်ရွတ်ပြီးကိုကိုတိုင်မြင်မျက်နှာတက်လိုက်မယ်တဝက်ကိုတောက်လိုက်မယ်ဒီလိုသူတစ်ပါးကိုကုပြီးမယ်ဆိုလို့ရှိရင်လည်းသူ့ကိုရွတ်ခိုင်းလိုက်မယ်ဒါမှမဟုတ်ကိုကရွတ်ပြီးပြီးတော့သူ့ကိုမြင်မျက်စိဟိုကသူ့ကိုဒီမျက်မျက်နှာလေးတက်ပြလိုက်မယ်မြင်မျက်စိနဲ့ခတ်လိုက်မယ် ျန်တဲ့ရေတွေတောက်ပလိုက်မယ်ဒါဆိုရင်ရပါပြီအဲ့ဒါကိုလည်းဆယ်ရတီလုပ်ပြရမှာဖြစ်ပါတယ်ဆယ်ရတွင်းမှာပဲထူကြစွာပဲယောဂဝိညာဉ်လေးတက်တက်ပြောင်းကင်းစေတယ်မျက်စိနဲ့ပတ်သက်တဲ့ယောဂဝိညာဉ်လေးကကြည်လင်တောက်ပသွားစေတယ်အထူးဖြင့်ဖုံးနေသုံးများတဲ့မိတ်ဆွေတွေမျက်စိစွန်းနာတဲ့မြေပူကြတာတွေတက်တာလင်းမြန်စွာတက်တာပြောင်းကင်းစေတယ်လက်တွေ့လည်းဆန်းသက်လို့ရပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မိတ်ဆွေခုနသားသမီးတွေအားလုံးလည်းအနေကပေးရှင်းပါစေတကယ်နောက်ချက်နေကြွကြပါစေစေချမ်းသာကိုကြမ်းမကြပါစေပြေပြဝေးပါလို့အနေကပေးရှင်းကြပါစေဗျာ